တ်သူတယောက်အနေနဲ့ဦးချင်းမောင်ကမမလေးထက်တိုင်းပြည်နဲ့သူ့ရဲ့အလုပ်ကိုပိုးချစ်တယ်လို့တော့မြင်နေစိတ်ကြီးဖြစ်တော့လဲပါလိုက်တာပဲပါတယ်ဆိုပေမဲ့နော်တိတ်တိတ်လေးလူမသိသူမသိပါတာပါ तू ကနမည်ကြီးရတာကိုသဘောမကျဘူးအရန်ယူအေးတဲ့သူတယောက်ပါမမလေးအပေါ်မှာတော့လင်းယောက်ျားတယောက်အနေနဲ့တာဝန်မကျဘူးလို့တော့မြင်နေအလုပ်ကိုပဲအာယုံဆိုင်လို့လို့အဲ့လိုမျိုးအာယုံဆိုင်ပြီးလုပ်တာကလည်းသူ့ရဲ့ကိုကြိုးအတွက်မဟုတ်ဘူးနော်တိုင်းပြည်အတွက်အလုပ်လုပ်တာအဲ့လိုလုပ်လို့လေမမလေးဘက်က ညဉ့်ညံတာမျိုးမရှိဘူး။ယောက်ျားဖြစ်သူကိုတကယ် supporting ပေးတဲ့မိန်းမတစ်ယောက်ပါ။သူကိုနိုင်လေဦးချင်းမောင်ရဲ့လုပ်ငန်းတွေကိုဝိုင်းကူတယ်။ကျွန်တော်သာမမလီနေရမှာဆိုရင်တော့တီးမခံနိုင်တော့ဘူးဗျ။သူတို့နှစ်ယောက်ကညာလို့သာညာတာတယောက်ကအဖြူဆိုရင်တယောက်ကအမဲပါအသွင်မတူရင်အိမ်သူမဖြစ်ဘူးဆိုတဲ့ဇာတ်ကားမမလီတို့အတွက်တော့မှန်မှန်ပါဘူးစစ်မဖြစ်ခင်မှာဒီစစ်ကြီးမဖြစ်ခင်မှာဂျာနယ်ကျော်ကိုထောင်နေစစ်ဖြစ်တော့ဂျာနယ်ကျော်ကိုပိတ်လိုက်ရတယ်ဥချင်းမောင်ကနိုင်ငံရင်းလို့ရှိတာလေးတွေထုခွဲရောင်းချစားတော့ကြတယ် ိုင်ငံရေးအတွင်းမှာဒီစစ်ကြီးအတွင်းမှာပေါ့နော်မိသားစုလည်းတော်တော်လေးဒုက္ခရောက်လိုက်ကြပါတယ်